ျွန်တော်ဖះကိုအာကိုရဲလာအောင်တင်ပြပေးခဲ့တဲ့သူကတော့ကျွန်တော်ရဲ့မိခင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိခင်ကပြဿနာတစ်ခုကိုကြုံလာခဲ့ရင်တော့မှအရင်ဆုံးသူဆူတောင်းတယ်ပြီးတော့သူဖြေရှင်းတယ်ကျွန်တော်ရဲ့အမေကကြည့်ပြီးမှတစ်ခါလေးအံ့လန်အံ့ဩတယ်ဩတကယ်သူဖះကိုအာကိုချင်းကတက်တည်တယ်ကျွန်တော်ရဲ့ရှေ့မှာတစ်ခုပြီးတစ်ခုပြီးရပါလားအဲ့တိုင်းပဲကျွန်တော်ကိုမှားတယ်ဒါဘာပဲလို့လို့ဖះကိုအာကိုပြီးမှပဲလုံတော့အဲ့ဒါနဲ့တည့်ရက်မှာတထေးတယောက်ကကျွန်တော်စီရောက်လာပြီးတော့ ူကျွန်တော်ရဲ့အင်္ဂလိပ်ခီးစဉ်ဒီမှာသူအမြဲတမ်းသူပါဝင်မယ်လတိုင်းသူပါဝင်မယ်ဒါပေမဲ့ကျွန်တော်ဘက်ကနေတခုတော့ပြန်လုပ်ပေးပါအဲ့ဒါလေကျွန်တော်တက်ပုံရိုက်ပြီးမှသူ့ကိုပြန်ပြီးပြ report တင်ပေးရမယ်ပေါ့နော်အဲ့ကျွန်တော်ရမ်းပျော်သွားတယ်အတက်ပုံရိုက်ပြီးပြတာဘာခက်လို့လဲကျွန်တော်မေးသိတော့သူဘာလာပြောလဲဆိုတော့ဒါလက်မခံနေငွေမျက်နာကြောင့်လူတွေရဲ့အကြိုက်ကိုလိုက်တဲ့သူမဖြစ်စေနဲ့ဖះကိုပဲတင်ပြရမှာ နင်ဘာတွေလုပ်လဲဘယ်ကိုသွားလဲဘယ်ခီးစဉ်ရှိတယ်နင်မှာဘာတွေမရှိဘူးလဲဒါတွေအားလုံးဖယားကိုအားကိုချင်းနဲ့ပဲဖယားကိုတင်ပြအဲ့ဒါကမင်္ဂလာဖြစ်တယ်အခုနင် implication သွားတယ်ဒီတစ်သေးကနင်ကိုကူညီမယ်လို့ပြောတဲ့အပေါ်မှာနင်စိတ်ဆွဲလန်းပြီးမှဩအေးစေးပဲခွေရလို့ရှိရင်အင်္ဂလိပ်ကလှုပ်ပြလိုက်မယ်ပြီးရင်တစ်သေးကိုဓာတ်ပုံတွေပြလိုက်မယ်ဆိုရင်ကျွန်တော်ရဲ့စိတ်နှလုံးဒီဖယားမှုပဲနဲ့လူကိုအားကိုးနေတဲ့နေရာကိုရောက်တယ် ကျွန်တော်မိကျွန်တော်တွန်တင်တဲ့အခါကျွန်တော်ဝန်ခံတယ်ဩဟုတ်တယ်ဒါကလက်ခံရမယ့်အရာမဟုတ်ဘူးเนาะအားကြောင့်တချို့ယုံကြည်သူတွေကအဲကျွန်တော်အလူငွေလာပေးတဲ့အချိန်မှာသူတို့အလူလေးတွေပြောတာရှိလတိုင်းသူတို့ထောက်ပံ့မယ်ပြီးလို့ရှင်တက်ပုံလေးရိုက်ပြဆိုကျွန်တော်လုံးဝလက်မခံပါဘူးပြီးနောက်တစ်ခုရှိတယ်အဲကျွန်တော်ဖခင်เจ้าမှာအတင်းတော်တွေစောင့်နေတဲ့အခါမှာဖြစ်ဖြစ်တင်တန်းကြောင်လို့စောင့်နေတဲ့အခါမှာဖြစ်ဖြစ်ဆယ်ပရဘုလာပေးရတယ်ရှိတယ်ကျွန်တော်လေဆရာဒါတော့ဆယ်ပရဘုဆရာဖခင်เจ้าစောင့်ရတဲ့နေရာမှာတုံးပေးပါလို့ပြောရင်ကျွန်တော်ပြန်မေးတယ် ဖះအကြောင်းစောက်တဲ့နေရာမှာမတုံးလို့ရှင်ရောအဆင်ပြေလားကျွန်တော်တို့မေးတယ်အဲ့တော့တော့ဖះအကြောင်းစောက်ဖို့အတွက်ဆယ်ဘုတ်တို့ကိုပါဝင်လိုက်ဒါဆိုရင်ကျွန်တော်မပါဝင်နဲ့တခြားသူတော့ပါဝင်လိုက်တကယ်တော့ဆယ်ဘုတ်တို့ဆိုတာဖះအကြောင်းစောက်တဲ့နေရာမှာပါဝင်ဖို့မဟုတ်ဘူးအိမ်တော်မှာအလုံးနေတဲ့အမှုတော်ဆောင်နေစားဖို့အတွက်ပေးခိုင်းတာအဲ့လိုပြောလို့မာနကြီးတာမဟုတ်ဘူးသူ့ကိုလည်းနားလျောင်ရှင်းပြတယ်ဆယ်ဘုတ်တို့ဆိုတာဘလို့တုံးရတယ်ဘလို့ပေးရတယ်နော်ဖះအကြောင်းစောက်ဖို့ဆိုတာဘယ်ထဲကနေပေးရတယ်သူရှင်းပြတယ် ်လက်ခံလို့ပါဝင်သွားရင်လည်းကိစ္စမရှိဘူးလက်မခံလို့မပါဝင်ဘူးဆိုလေဒါသူတို့ပေါ်ပဲပေါ့နော်အဲ့တော့အမေကကျွန်တော်ကိုဒီဖះအကူတက်အောင်ဟာသူတင်ပေးခဲ့တယ်အဲ့တော့ကျွန်တော်တက်တာထဲမှာလေကျွန်တော်တို့အားဖြင့်သူတပါဖះကိုကိုးစားတက်လာအောင်တင်ပြပေးဖို့လိုအပ်တယ်နော်ကျွန်တော်ဖခင်တယောက်အနေနဲ့ကျွန်တော်တမီးရဲ့ရှေ့မှာပတ်စံတစ်ခုခုလိုလို့ရှိရင်လူတွေစီမှာလက်ဖြန့်တောင်းပြရင်ကျွန်တော်တာတမီးစီလေကျွန်တော်အတိုင်းလူတွေစီမှာလက်ဖြန့်တောင်းတဲ့အသက်တာဖြစ်လာတတ်တယ် ဒါကြောင့်မလို့ဒီရမိအခန်းကြီးဆက်ခွန်အငယ်ခွန်မှာသာရဖျားကိုကိုးစားတော်သူသာရဖျားကိုမိမိကိုးစားရအကြောင်း ဖြစ်စေတော်သူဒီကောင်းကြီးမင်္ဂလာကိုခံရတော်သူဖြစ်၏တဲ့ဒီမှာပြောထားလဲဆိုသာရဖျားကိုကိုးစားရမယ်ပြီးရင်ကို့အာဖြင့်တဲ့သာရဖျားကိုတူတပားကကိုးစားရအကြောင်းဖြစ်စေတဲ့သူကမင်္ဂလာရှိတယ်ကျွန်တော်ရဲ့အမေရဲ့အတ္တတာကိုကြည့်ခြင်းအားဖြင့်ကျွန်တော်ဒီဖျားကိုကိုးစားတက်လာတယ်အာကိုတဲ့အမေလဲ မင်္ဂလာရှိတယ်အမေကြောင့်ကျွန်တော်ကဖះကိုပို့ပြီးအားကိုးတူတဲ့အခါမှာအမေကမင်္ဂလာထက်ပို့ပြီးမှတော့မင်္ဂလာရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီကိုယ်တိုင်လည်းဖះကို အားကိုးပါ ကို့အားဖြင့်လည်းသူတစ်ပါးဖះကိုအားကိုးတတ်တော်သူ ဖြစ်စေပါဒါလေးအနေငယ်ဝင်ကပါတယ်အကြံပေးမယ့်အကောင်းကြီးရှိပါစေ။